အခုတင်ဆက်ပေးမယ့်သတင်းကတော့ပုံနေချင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းကိုပြင်းထန်စွာကန့်ကွက်ဆွဲတဲ့တွင်တင်ဆက်ပေးမှာဖြစ်ပါတယ်။ကြံကြားရေးဝန်ကြီးဌာနကရေးဆွဲတင်သွင်းခဲ့တဲ့ပုံနေချင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းကိုအရက်ဖက်အဖွဲ့အစည်းတွေသတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကပြင်းထန်စွာကန့်ကွက်ခဲ့ကြပြီးအဆိုပါဥပဒေမူကြမ်းကိုရုပ်သိမ်းပေးဖို့အတွက်တောင်းဆိုတဲ့သဘောထားကြေညာချက်ကိုနိုင်ငံတော်သမ္မတပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ထံကိုရက်ပိုင်းအတွင်းပေးပို့သွားမှာဖြစ်တယ်လို့သိရပါဗျာ။ မတ်လ12ရက်နေ့မွန်လွယ်ပိုင်းကရန်ကုန်မြို့ယူစနာဂါဒန်ဟိုတယ်မှာကျင်းပခဲ့တဲ့ပုံနေချင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းအပေါ်သဘောထားတောင်းခံတဲ့မျက်နှာစုံညီဆွေးနွေးပွဲအပြီးမှာဥပဒေကြမ်းရုပ်သိမ်းရေးသဘောထားကြေညာချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသဘောထားကြေညာချက်မှာပြန်ကြားရေးဝန်ကြီးဌာနမှရေးဆွဲပြီးလွှတ်တော်ကိုတင်ပြထားတဲ့ပုံနေချင်းနဲ့ထုတ်ဝေခြင်းဥပဒေမူကြမ်းကိုပြန်လည်ရုပ်သိမ်းပေးရေးကိုတောင်းဆိုကြောင်းနဲ့ ပုံနှိမ်နဲ့ထုတ်ဝင်ခြင်းလုပ်ငန်းများပါအကျုံးဝင်မဲ့စာနယ်ဇင်းကောင်စီကရေးဆွဲထားတဲ့မီဒီယာဥပဒေမူကြမ်းဟာပြည်သူလူထုရဲ့အကျိုးစီးပွားကိုအာမခံမှာကထောက်ခံသွားမယ်ဆိုတဲ့အချက်တွေလည်းပါဝင်ပါတယ်။အဆိုပါမျက်နှာစုံကြီးဆွေးနွေးပွဲကိုမြန်မာနိုင်ငံသတင်းစာဆရာများအသင်းမြန်မာနိုင်ငံသတင်းစာဆရာများတက်မှတ်ကမြန်မာ Journalist ကွန်ရက်သတင်းလွတ်လပ်ခွင့်ကော်မတီ88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းလူပေါင်းတဲ့ Democratic Party ပြည်ရင်း လူ့ဘောင်တဲ့ဒီမိုကရက်တစ်ပါတီစုစည်းရေးကော်မတီပြည်ရင်းတို့တက်ရောက်ခဲ့ကြပါတယ်။ဒါအပြင်ဘာကားသားများအဖွဲ့ချုပ်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်လူမှုရေးအဖွဲ့အစည်းတွေသတင်းမီဒီယာတွေနဲ့ထုတ်ဝေသူစုစုပေါင်းတရာကျော်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။